ဆိုင်ရဆရာဆိုတဲ့ပုံကိုယ်တွေကနိုင်ငံရေးသမားလားဆိုင်ရဆရာလားမကွဲဘူးလေတောင်းမြောက်မခေါ်နဲ့ပတ်သက်ကုန်နေတပည့်တော်အရှိပိုင်းမှာအများကြီးတွေ့ကြုံရှိခဲ့တယ်ပလင်သူတို့ဆင်မြင့်မော်တက်မှန်စီအရက်ကိုမူးအောင်တိုက်အရင်မူးအောင်တိုက်ပြီးတော့ပြောအပေါ်ကျတော့ပြောကိုချင်းသိက္ခာဘလူဒီသောက်အောင်ပဲအစီအရသူကရဲ့မူးပြေကွဲလေအဲ့ဒါဆိုင်ရဆရာနာမည်ကြီးတွေနာမည်ထုတ်ပြောလို့မကောင်းလို့တပည့်တော်တို့ဘက်ကအဲ့ဒီဟာတွေကအတွေ့အကြုံတွေအများကြီးရှိတယ်အဲ့တော့ရွာလာရင်ဘယ်လောက်ပေးရမလဲဆိုတဲ့ဟာတွေပါရှင်များတို့တပည့်တော်ခေါ်ပါဘယ်လောက်ပေးရမလဲပြောပါ ခရီးကကိုလန်သေးနဲ့ကိုသွားတာတနိုင်ကလုံးပတ်ပြီးတော့ဟုတ်လားဟမ်အဲ့ဒါဆိုတော့ဒါဒီပြတော့တကယ်ပရိုက်တာပရိုက်တာဆိုရင်ပဲဒါသတိထားမယ်အချက်တည်းတပြည့်တော်နိုင်ငံပြတ်တာသာရေးဆရာတွေရဲ့တာဝန်မကင်းဘူးသာရေးဆရာလားနိုင်ငံရေးသမားလားမသိဘူးတောင်ပြောမြောက်ပဲလျှောက်ပြောသားအစိုးရ20ပြတ်တာနော်20ဒီမိုကရေစီရလိုက်လို့တာပါ30လောက်ရရင်နိုင်ငံထိတဲ့ပို့ဆိုသွားမယ်ထင်တယ် အဲ့တော့ဇာယင်းစရာလာရင်ဘာတွေးစရာပါလဲဇာယင်းစရာပြန်ရင်ဘာတွေးစရာကြံလဲတွေးတာအကောင်တွေးပဲပြန်အောင်ဟုတ်ဗျာအခုကချင်းချင်းရန်တိုက်ထားခဲ့တာဟုတ်ဗျာတောင်ပြောမြောင်ပြောရောက်ပြောခဲ့အဖွဲစည်းလဲကွဲရက်ရွာလဲကွဲဟုတ်လားနိုင်ငံလဲကွဲမကွဲဘူးလားအမမကွဲတဲ့သူစီပင်းနေရမယ်ဇာယင်းစရာရဲ့ဘောကဟုတ်လားမတွဲချင်တဲ့သူကိုတွဲပြီးလုံနိုင်ရမယ် collaborative လုံနိုင်ရမယ် collaboration လုံနိုင်ရမယ်အခုတော့ဘာလုပ်နည်းနည်းဟနေတဲ့ဟာလေးတက်ရှူတက်ရှူသွားတာတော့တက်ရှူပြီးတူလေးနဲ့တောက်တာခဲ့တယ်ထောက်ဆိုကွဲသွားတယ် နိုင်ငံကွဲတာသူတို့တောင်မကင်းဘူးဟုတ်လားအမှုပညာသမားတွေဆေးရရာတွေဒါတည်ထားရမယ်ချက်တွေအဲ့ဒါဒီလိုဘုန်းကြီးတွေကလည်းရောကောသောကောပါတယ်ဗျအဲ့ဒီဘုန်းကြီးတွေကလည်းရောကောသောကောပါတယ်နိုင်ငံရေးဘုန်းကြီးလားတရားဟောဘုန်းကြီးလားဘာကြောင့်မသိဘူးတပည့်တော်ကတရားဟောဘုန်းကြီးမဟုတ်ဘူးနော်ရှင်များတို့သင်တန်းပေးနေရနော်ဟုတ်လားသင်တန်းပေးသူရောသင်တန်းလိုပဲပြောအောင်ပေါ့တရားဟောရင်တရားတွေပဲထည့်ပြောလို့ရမယ်ဟုတ်လားအဲ့ဒါဆိုကိုယ်ပိုင်းနဲ့ကိုယ်ကိုယ်ဗာရှင်းနဲ့ကိုယ်ပြောအောင်ပါလေအဲ့ဒါကြိုက်တာလို့တို့တော့သူ့နေရာနဲ့သူဟောအောင် နော်ဆိုင်ရေးဆရာဆိုသာပေဘူးသူဒ်နဲ့လူသားတွေရဲ့စွမ်းအင်မြင်ပါအောင်ပြောအောင်အဲ့လိုမျိုးပြောအဲ့ဒါဆိုရစိတ်တည်းရမြင်ပါစေရေးဆိုတဲ့အပိုင်းမှာအတူတရီထားပါနော်ဘုန်းကြီးတွေဆိုတဲ့ဘုန်းကြီးတွေတိုင်းမဟုတ်ဘူးဒီပါတီရဲ့အချိန်ဝိုင်းကိုအလုံးမနဲ့ကြိုက်တယ်ဆိုတဲ့ဘုန်းကြီးတွေပါတယ်သူတို့ပြောရင်တော့ရှင်များအဲ့ဒီပါတီကအဲ့ဒီပုဂ္ဂိုလ်ကြီးတွေကောင်းကြောင်းပြောမှာပဲအဲ့ဒါဟိုပါတီရဲ့ဟိုပုဂ္ဂိုလ်တွေမကောင်းကြောင်းပြောမှာပဲကောင်းကြောင်းမကောင်းကြောင်းပြောတာတော့လူတိုင်းပြောတတ်တယ်အကုန်လုံးကောင်းအောင်ပြောဖို့ကြတော့ခက်တယ် အကောင်းမြင်စိတ်နဲ့ပတ်စမစင်အဆိုးမြင်ကြဒါမခတ်ဘူးတို့တော့ဒီတော့ optimism ဖြစ်ဖို့ကြတော့ခတ်တယ်ဆိုတော့အကောင်းမြင်သိတဲ့နားလည်တဲ့ဖို့ခွင့်လွတ်တဲ့ဖို့အဲ့ဒါ real nine ကဘလောက်ကြီးဆိုတော့အခုတီတူစရာတော်ဘုရားကြီးကငြိမ်းချမ်းရေးပြောတယ်နော်ဘာကျုပ်စရာတော်ဘုရားကြီးလို့ပြောတယ်အဲ့ဘုန်းကြီးတွေလည်းစဲတာအဆိုးကဘလောက်မြင်သွားလဲဆိုတော့တရားလမ်းကြောင်းနဲ့ဘုရားဟောပါလို့သုတ်တန်ထောက်ထားနေတယ်ပြောတာတော့အဲ့ဘုန်းကြီးတွေဆရာတော်ကြီးတွေပြောတဲ့ဟာစဲတာလားဘုရားဟောဖို့စဲတာပဲဘုရားဟောစဲတာနဲ့အတူတူပဲဟုတ်တယ်မလား ကျတော့ဘုန်းကြီးတွေကကိုပြောကြံပြောလို့ရလားအကျန်းထောက်ထားနေပြောတာလေကျန်းထောက်ထားနေပြောတယ်ဒါပေမဲ့သူတို့ကလည်းပုံကုတ်မြင်သွားပြီလေသူတို့မကြိုက်ဘူးဆိုအကုန်ဆဲရဲတယ်အဲ့ဒါဒီလိုနိုင်ငံမှာဘာဖြစ်နေတာလဲဒါကြောင့်ဒီကတ်ကြီးတွေဆိုင်နေတာပေါ့ဟုတ်ဘူးလားပိုးဆိုးပဲရှိပါတယ်ရှင်များတို့ကောင်းဖို့မျှော်လင့်မနေပါနဲ့ပိုးဆိုးပဲရှိပါအဲ့တော့ကောင်းအောင်ဒီလိုတို့တာဝန်ရှိတယ်ဘာနဲ့ပြန်တည်ဆောက်အောင်လဲကိုချင်းတိတ်ခါအခြေခံနဲ့ကိုချင်းတရားအခြေခံနဲ့တပည့်တော်တို့ပညာရေးကိုပြန်တည်ဆောက်ပေးမယ်ရှင်များတို့ရှည်တန်းပါ